ဖြစ်တော်ညီကိုမောင်မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာချင်ပါတယ်။ကျေးဇူးတော်ချီးမွမ်းပါတယ်ညီကိုမောင်မတို့ဒီကနေ့အားလုံးနဲ့ဝင်ကားချင်းတဲ့ခေါင်းစဉ်လေးကဖျားလူကို ပေးလူချင်းအကျိုးအပိုင်းတစ်ဖြစ်ပါတယ်။ဖျားလူဆိုတာအမှုတော်ဆောင်ကိုအဓိကရည်ညွှန်းချင်တာဖြစ်ပါတယ်။ အဲ့ဒီဖျားလူတွေကိုပေးလူတဲ့အခါမှာဘာအကျိုးတွေတက်ရောက်လာမလဲဆိုတဲ့အရာကိုကျွန်တော်တို့တမာကျင်းစာတွေကနေတာရကနည်းနည်းလေးပေါ်ပြပြီးတော့မှတရက်နှစ်ရက်လောက်ဝင်ငှချင်တာဖြစ်ပါတယ်။ဒါမှဒါလည်းကျွန်တော်တို့အဲ့ဒီအကျိုးကိုခံစားရမှာဖြစ်ပါတယ်။ Okay ဒီကနေ့အဓိကပြောချင်တဲ့ကျမ်းချက်ကဓမ္မရာဇဝင်တတ္တယဆောင်ခန်းကြီး၁ခွန်ငယ်၈ကနေ၁၆ထိုအခါသာဝရဖျားရဲ့နှုတ်ကပတ်တော်ဒီရောက်လာဒီကတင်ထလောဇီတုံပင် ဇရိတမျိုးတို့တွား၍နေလောထိုမျိုး၌နေတော့မုတ်ဆိုးမတယောက်သည်တင့်ကိုကြွေးမွေးမိအကြောင်းငါမာထားပြီဟုမိန့်တော်မူသည့်အတိုင်းအီလီယာဒီထ၍ဇရိတမျိုးတို့တွား၏မြို့တကားတို့ရောက်တော့ခါမုတ်ဆိုးမသည်ထင်းခွေလဲရှိအီလီယာကငါတောက်เสียရေအနှဲငယ်ကိုခွက်နှင့်ယူလာယူခဲ့ပါလောဟုဟိတ်၍ဆို၏မိမသည်ရေကိုယူခြင်းကတွားစဉ်နေတဖန်ဟိတ်၍မုတ်တစ်ဖက်ကိုလည်းတင့်လက်၌ယူခဲ့ပါလောဟုဆိုပြန်လင်း မိမကတင်းဖြားခင်ထောက်ရဖြားတက်ရှင်တော်မူဒီအတိုင်းမှုန့်ပြတပြားမှမရှိ။အိုးထဲမှာမှုန့်ညက်လက်တဆုပ်ဘူးနိုင်စီအနှဲငယ်တာရှိ။ကျမနေတားငယ်အဖို့ဖုတ်၍စားလို့စားလို့တော့ငါ၎င်းစားပြီးမှတေလို့တော့ငါ၎င်းခင်းခင်းစနှစ်ခုကိုယခုခွေပါ၏ဟုပြောပြန်ပြော၏။အေလီယာကလည်းမစိုးရိမ်နဲ့တင်ဆိုဒီအတိုင်းတွား၍ပြုလော။တို့ရတွင်ငါအဖို့မှုန့်ပြငယ်တပြားကိုအရင်လှုပ်၍ယူခဲ့လော။နောက်မှတင်နေတင်းသားငယ်အဖို့လှုပ်လော။ ဧတေလအမျိုးကြီးဖျားသခင်ထောက်ရပြောင်းမိန်တော်မူဒီကထောက်ဝရဘုရားဒီမြေပေါ်မှာမိုးရွာစေတော်မမူမီတိုင်အောင်အိုးနိုင်ရှိတော်မုံညက်မကုံဘိုးနိုင်ရှိတော်စီမလျော့ရာဟုမိန်တော်မူကြောင်းကိုစင့်ဆို၏ထိုမုတ်ဆုံးမသည်တွား၍အေလီယာစကားအတိုင်းပြုသည်ဖြင့်အေလီယာနှင့်တကွကိုယ်တိုင်မှစ၍အိမ်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ ထောက်ရဖျားသည်အေလီယာအဖြစ်မိန့်တော်မူသောစကားအတိုင်းအိုးနိုင်ရှိတော်မုံညက်မကုန်ဘူးနိုင်ရှိတော်စီမယောဟာလေလုယာကျေးဇူးတော်ချီးမွမ်းနေနော်ဒီကျမ်းစာအဖြစ်ကျွန်တော်တို့တင်ခန်းစာကြီးကြီးမားမားတစ်ခုရတယ်အဲ့ဒါကတော့တဘဝလွန်အရာတစ်ခုတွေ့တယ်။ဘာကြောင့်တဘဝလွန်အရာကိုပြောရလဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပါလေအာဘူးထဲမှာစီရှိတာကိုတုံလို့မကုံနိုင်အောင်ဖြစ်เสียအကြောင်းမရှိဘူးလေနော်။ ဘူးထဲမှာစီကကုံတက်တယ်ဟုတ်တယ်မလားဒါပေမဲ့ဒီကနေ့တွေ့ရတာဘူးထဲမှာစီအ ਨੇ ပဲနည်းနည်းပဲရှိတာကိုတွန်တွန်တိုင်းတွန်တိုင်းမကုံဘူးတဲ့အံ့ဩစရာပဲနောက်ပြီးတော့မှအိုးမှာရှိတဲ့မုံညက်နော်မုံလုံတဲ့မုံမုံညက်လေမုံလုံတဲ့မုံညက်ကလည်းယူတိုင်းယူတိုင်းမကုံဘူးတဲ့အမှန်ကတဆုပ်ပဲရှိတာဒါပေမဲ့ယူတိုင်းယူတိုင်းမကုံဘူးတဲ့အဲ့ဒါတဘောလုံးမဟုတ်လားဖခင်ရဲ့တကိုးတော်ကျွန်တော်တို့တွေ့ရတယ်ဟာလေလုယာ အဲ့ဒီဖျားရဲ့တကိုးတော်ကဘယ်လိုဖြစ်လာလဲကျွန်တော်နည်းနည်းလေးရှင်းပြမယ်နော်ပုံပြင်ပုံစံနည်းနည်းလေးပြောပြမယ်အဲ့ဒါမှအားလုံးနားလည်မယ်ဒီကိစ္စဖြစ်လာဖို့ရန်အတွက်ငโกတွေကကျွန်တော်တို့ရှေ့ဓမ္မရာဇဝင်တာတရားစာဆောင်ခန်းကြီး16ကနေစဖတ်မယ်ဆိုရင်အာဟတ်မင်းနဲ့သူ့ရဲ့သားအပြစ်လုပ်လိုက်တဲ့အတွက်ဖျားသခင်ကဒဏ်ခတ်တဲ့အနေနဲ့သူ့နိုင်ငံတနိုင်ငံလုံးကိုမိုးမရွာဖို့ရန်အတွက်3နှစ်နဲ့6လနော်တတ်မှတ်လိုက်တယ်ဒဏ်ခတ်လိုက်တာပေါ့နော်ဒဏ်ခတ်လိုက်တာ 3နှစ်နဲ့6လတန်ခတ်လိုက်တဲ့အခါမှာဘယင်ကတအားစိတ်တူတယ်အေလီယာဆုတောင်းလိုက်လို့မိုးမရွာဘူးဆိုပြီးတော့မှအေလီယာကိုလိုက်ဖမ်းဖို့လိုက်တတ်ဖို့အမိန်ချတယ်အဲ့ဒီခါမှာဘုရားသခင်ကအေလီယာကိုနင်ဒီနေရာမှာခဏလာလာနေပါဆိုပြီးမှခေါ်သွားတယ်အေလီယာကိုအေလီယာကိုခေါ်သွားတဲ့နေရာကရေချောင်းလေးတနေရာကိုခေါ်သွားတယ်အဲ့ဒီရေချောင်းလေးတနေရာကိုခေါ်ပြီးတော့မှ ကြီးကန်းတွေက နေ့တိုင်းသူ့ကိုအစာကျွေးမိုးရတဲ့ငကူကနော်ဒီမှုတ်ဆိုးမစီကိုမရောက်ခင်အဲ့ဒီချောင်းလေးကခေရိတ်ချောင်းလို့ခေါ်တယ်ခေရိတ်ချောင်းဆိုတဲ့နေရာမှာဘုရားသခင်ကသူ့နေခိုင်းတယ်အဲ့ဒီချောင်းကရေကိုတောက်ခိုင်းတယ်ပြီးလို့ရှိရင်ကြီးအားတွေကို အစာပါဖြစ်လေအစာမှုန့်နဲ့အမဲသားကိုယူခဲ့တယ်တဲ့မှုန့်နဲ့အမဲသားကိုယူခဲ့မှကြီးကန်းတွေကသူ့ကိုယူပေးမှအေလီယာက စားရတယ်အေလီယာကဘာလို့လဲဆိုတော့ဘုရားသခင်ရဲ့လူဖြစ်တယ် ဒီကနေ့ပြောမယ်ဆိုရင်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပုံဆောင်တာဖြစ်တယ်နော်အေလီယာဆိုတာဆိုတော့မိုးမရွာတဲ့အခါကျတော့လေချောင်းတွေလည်းရေတွေခန်းကုန်တယ်အဲ့ဒီခါကျတော့ဖျားသခင်ကသူ့ကိုဘယ်မှာဆက်ပြီးမှသွားခိုင်းလေဆိုတော့ခုနကျွန်တော်တို့ဖတ်တဲ့အငယ်၈ကနေကြည်ရမယ်ဆိုရင်ထိုအခါဖျားသခင်နှုတ်ကပတ်တော်ဒီရောက်လာဒီကားတဲ့ဖျားရဲ့စကားရောက်လာတယ်လို့ခေါ်တယ်နှုတ်ကပတ်တော်ဆိုတာဖျားရဲ့စကားအေလီယာစီရောက်လာတယ်နင်ထပါတဲ့သွားပါတဲ့ဘယ်ကိုသွားရမလဲဆိုတော့ ဇီဒံဇီဒုံဇီဒုံပီဇရက်တာမျိုးโอเคဇီဒံပီဇီဒုံပီဇရက်တာမျိုးကိုသွားပါတယ်အဲ့မှာဘာလို့ရှိလဲဆိုတော့မုတ်ဆိုးမတယောက်ရှိတယ်တဲ့မုတ်ဆိုးမကိုငါပြောပြီးပြီတဲ့နင့်ကိုပါလေဟောပါလေပြူဆူဖို့နင့်ကိုပေးလူဖို့နင့်ကိုကြွေးမွေးဖို့ပြောပြီးပြီတဲ့ဒီနေရာမှာတတိထားရမယ်ဘုရားသခင်ကပတ်စံချမ်းသာတဲ့သူကိုမရွေးပဲနဲ့မုတ်ဆိုးမကိုဘာလို့ရွေးလဲတေချာစဉ်းစားနော် မုတ်ဆိုးမကိုပါဖြစ်လေကောင်းကြီးပေးခြင်းလို့ဖြစ်တယ်ဟာလေလုယမုတ်ဆိုးမကိုယုံကြည်ခြင်းတင်ကန်းစာပေးခြင်းလို့ဖြစ်တယ်ဟာလေလုယအမှန်ကဘုရားသခင်ကဟိုပတ်စံချမ်းသာတဲ့သူကိုပါလေရွေးလို့ရတယ်ငါလူလာမယ်နင်းအာသူ့ကိုပေးလူပါကြွေးမွေးပါဆိုမှဘုရားသခင်ကပြောထားလို့ရတယ်မာထားလို့ရတယ်ဒါပေမဲ့ဘုရားသခင်ကပတ်စံချမ်းသာတဲ့သူကိုမရွေးဘဲနဲ့ဘာဆင်းရဲတဲ့မုတ်ဆိုးမအောင်မှရွေးလိုက်တယ်ဆင်းရဲတာမှနည်းနည်းပါးပါးဆင်းရဲတာမဟုတ်ဘူး ဘာမှမကြံတော့ဘူးဘာပဲကြံလဲဆိုရင်မုံညက်လက်တဆုပ်စာနဲ့စီအနေငယ်ပဲကြံတယ်ဘာလဲလဲမုံလက်တဆုပ်စာโอเคမုံလို့ဖို့မုံလို့ဖို့မုံပြားလို့ဖို့လက်တဆုပ်စာပဲရှိမယ်ပြီးရင်စီအနေငယ်တခါစားစာပဲတခါလှုပ်စာပဲရှိဆိုတော့ဒီဘာလဲဘုရားသခင်ကအေလီယာပရောဖက်အေလီယာကိုအဲ့မှာတွားခိုင်းတဲ့အခါမှာအေလီယာလည်းတကယ်တွားတယ်တွားလိုက်တဲ့အခါမှာတဲ့ မုတ်ဆိုးမကိုအဝေးကနေတွေ့တဲ့အခါမှာဘယ်လိုပြောလဲဆိုရေတစ်ခွက်ယူခဲ့ပါတဲ့ငါအတွက်အဲ့တော့မုတ်ဆိုးမကလည်းရေကတော့ရှိတာပေါ့ရေကတော့ဘလိုပဲဖြစ်ရေကအခမဲ့ရတယ်လေနော်ဒါပေမဲ့အဲ့ဒီအချိန်မှာမိုးမရွာတော့ဆိုရေရေသွင်းကနေခတ်ရမှာပဲတေးချတယ်ဒါပေမဲ့ရေကတော့ခတ်လို့ရသေးတယ်လေနော်ဆိုတော့ရေယူခဲ့ပါဆိုတော့ရေသွားယူတဲ့အခါမှာအေလီယာပြန်အော်မှပြောလိုက်တယ်မုတ်တစ်ဖက်ကိုလည်းယူလာပါတဲ့အဲ့လိုပြောတဲ့အခါမှာမုတ်ဆိုးမကစိတ်ထဲမှာနေလို့မကောင်းတော့ဘူးဘာကြောင့်လဲဒါသူ့အတွက်ယုံကြည်ခြင်းတင်ကန်းစားပဲ မုတ်တဖဲ့ကိုယူလာပါဆိုတော့ငါ့မှာမုတ်တဖဲ့လှုပ်စာပဲရှိတယ်လေသူဘလို့ပြောလိုက်လဲအေလီယာကိုဖျားသခင်ကိုတိုင်တီးပြီးပါငါကျင်းဘာလဲပြောဆိုရဲပါတယ်တဲ့ငါကျင်းပြောဆိုရဲပါတယ်ဘလို့ပြောဆိုရဲလဲဆိုငါ့မှာမုတ်မရှိဘူးတဲ့ဘာပဲရှိလဲဆိုမုံလှုပ်ဖို့ပါပဲလေလက်တဆုပ်စာပဲရှိတယ်တဲ့မုံမုံမုံညက်အဲ့ဒီမုံညက်လက်တဆုပ်စာလှုပ်ဖို့စီအနှဲငယ်ပဲရှိတယ်ဘူးထဲမှာโอเคဖျားသခင်ကိုတိုင်တီးမှငါပြောရဲတယ်တဲ့ဒါပဲရှိတယ်ဆိုလိုချင်တာတကယ်ပြောတာ တကယ်ငါမှအဲ့လောက်ပဲရှိတယ်မုံမုံလောက်ထားတဲ့ဟာမရှိဘူးဒါပေမဲ့အီလီယာကမုတ်ဆိုးမောက်ဘယ်လိုပြန်ပြောလဲဒီလားမဆိုးရင်နဲ့တဲ့မဆိုးရင်နဲ့နေတွိုင်းမှလောက်ပါတဲ့နေငါအတွက်အရင်လောက်ပါတဲ့ okay ဒီမှာမုတ်ဆိုးမောက်အတွက်ကြီးမားတဲ့ယုံကြည်ခြင်းသင်ခန်းစာပဲ तू อ่ะไอ้ดิหาเลลุบี้มาตุตาเนี่ย तू ซาပြီးเตတော့มาဘာကြောင့်လဲသူတို့မှာအဲ့ဒါပဲရှိတာနောက်တစ်ခါနောက်ပြီးသွားရှာစားဖို့လဲသူတို့မှာမရှိတော့ဘာကြောင့်လဲဆိုတော့ไอ้ดิခေကာလာမှာမိုးမရွာတဲ့အတွက်သူတို့ တတိုင်းပြည်လုံးပါလေအစာရေစာခေါင်းပါနေတဲ့ကာလဖြစ်နေဒါကြောင့်တို့တေရတော့မယ်တေရတော့မယ်အဲ့ဒီတေရတော့မှာဘုရားသခင်ကတို့အခွင့်ပေးတာဘုရားလူကို ပြုစုဖို့ပေးလူဖို့ကြွေးမွေးဖို့အဲ့ဒီတေတော့မဲ့သူကို အခွင့်ရေးပေးတယ်တနည်းအားဖြင့်နော်တနည်းအားဖြင့်ဆိုတော့မုတ်ဆိုးမားလည်းအဲ့ဒီချိန်မှာယုံကြည်ခြင်းအကြီးကြီးစစ်ဆေးခံနေရတယ်ဘုရားလူကိုကြွေးရင်ငါတို့နည်းနည်းမှမစားရပဲတည်မယ်ဒါပေမဲ့ဘုရားလူကိုမကြွေးဘဲနဲ့ငါတို့စားလိုက်ငါတို့ပိုက်ဝမယ်ခဏနေမှတည်မယ် အခုဒါပေမဲ့အခုချက်ချင်းဖះလူကိုကျွေးလိုက်ငါတို့တော့ဘာမှရှိမရှိတော့ဖះလူကတော့ပြောတယ်နေမစိုးရင်နဲ့နေလို့ပါတဲ့အေလီယာအဲ့လိုပြောတယ်လေမစိုးရင်နဲ့တဲ့နေတော့လို့ပါငါငါ့ကိုအရင်လာယူကျွေးပါပြီးမှပဲနေနေနဲ့နေတာအတွက်လို့ပါတဲ့ဆိုလိုချင်တာကနေအတွက်လို့ပြီးလို့ရှိရင်မုတ်ဆိုးမစိတ်ထဲမှာတော့ယုံကြည်ခြင်းစစ်ဆေးခံရတဲ့အချိန်မှာဘယ်လိုခံယူမလဲဆိုတော့အာဖះလူအတွက်လို့လိုက်ငါတို့အတွက်ဘာကျဲအောင်မလဲအဲ့လိုမျိုးစဉ်းစားနေမယ်နော် ဒါပေမဲ့အေလီယာရဲ့စကားထဲမှာတကယ်အတိတ်ပဲရှိပါတယ်ဆိုလိုချင်တာကငါအတွက်လုတ်ပြီးလို့ရှိရင်မကုံဘူးမကုံသေးဘူးလို့ပြောတာတဘွားလူတဘွားအနေနဲ့ကြည့်မယ်ဆိုရင်အေလီယာအတွက်ပဲလုတ်လိုက်ရင်ဘာကြံပါလဲလက်တဆုပ်စာပဲရှိတာမုံညာကစီအနေငယ်ပဲကြံတာအေလီယာအတွက်ပဲလုတ်လိုက်လို့ရှိရင်ငါတို့အတွက်ဘာကြံပါလဲဟုတ်တယ်နော်ဒါကလူတဘွားအနေနဲ့ကြည်တာတကယ်လဲအလိုလေဒါပေမဲ့အေလီယာကပြောလိုက်တာကငါစားပြီးမှညတို့နှစ်သားနဲ့နှစ်အတွက်လို့ပါဆိုတော့ ဘယ်မှာပေါ်ရှာမလဲမုံငင်းနဲ့စီဘယ်မှာရှိတော့မလဲဒါပေမဲ့ဖယားသခင်တက်နိုင်တယ်ဆိုတာအေလီယာယုံကြည်တယ်ဘလို့ပြောလိုက်လဲတိလာအေလီယာကအမှုဆုံးမအောင်အေးတိလာမျိုးကြီးထောက်ရဖျားမိန်တော်မူဒီကတဲ့ထောက်ရဖျားဒီမီပေါ်မှာမိုးရွာစီမမူမီတိုင်အောင်တဲ့အိုးနိုင်ရှိတော့မုံငင်းမကုန်ဘူးနိုင်ရှိတော့စီမလျော့ရတဲ့ဟာလေလုယာဖယားသခင်ကမိုးမိုးရွာစီတော့မမူမီတိုင်အောင်ဆိုလိုချင်တာက 3နှစ်နဲ့6လတိုင်အောင်တဲ့နစ်အိုးထဲမှာရှိတဲ့မုံညက်ကယူလို့ကုန်မှာမဟုတ်ဘူးတဲ့ဘူးမှာရှိတဲ့စီလဲတုံလို့ကုန်မှာမဟုတ်ဘူးတဲ့ဒါယုံကြည်ခြင်းတော့ယုံကြည်ခြင်းတော့မဖြစ်သေးတဲ့အရာကိုယုံကြည်ခိုင်းတာနော်သူလှုပ်လိုက်လို့ရှိရင်တကယ်ဖြစ်မလာဘူးဆိုလို့ရှိရင်အာသူများငါရဲ့မုံကိုလိန်စားသွားပြီငါရဲ့စီရှိတာကိုလိန်သွားပြီဟုတ်ပြီနော်ဒါပေမဲ့သူယုံနေဆိုလို့ရှိရင်တကယ်ဖြစ်လာလို့ရှိရင်တော့ဒါ3နှစ်နဲ့6လအေးစစ်စစ်အစာကြီးစားခေါင်းပါချင်းကိုကြော်ဖြတ်လို့ရပြီ ဒီနေရာမှာ तू อ่ะ3ဟာဖြစ်နေမှာပဲမဟုတ်ဆိုမှာကဒါပေမဲ့ तू နောက်ဆုံးပါကိုရွေးချယ်လိုက်လဲဆိုဖျားစကားကိုရွေးချယ်လိုက်တယ်ဟာလေလုယာ तू မှာဘာမှမရှိတော့ဘူးနောက်ဆုံးပါပဲရှိလဲဆိုတော့မုံညက်တလုံးတဆုပ်စာနဲ့စီအနှင်းငယ်ပဲရှိတာအဲ့ဒါကိုဖျားလူဖျားလူအတွက်ပေးလူလိုက်တာโอเคဒီကနေ့ကျွန်တော်မေးချင်တယ်เนาะအခုနားထောင်နေတဲ့သူတွေတင့်မှာစင်းရဲတယ်စင်းရဲတယ်စင်းရဲတယ်လို့ပြောနေတဲ့သူကျွန်တော်မေးချင်တယ်တင်ကဒီမုတ်ဆိုးမလောက်စင်းရဲလား တင်မေးချင်တယ်နော်ကျွန်တော်တို့အမှုတော်ဆောင်လေးတခါတလေတားညင်းညူတတ်တယ်ဖခင်ငါတို့လဆာလဲမလောက်ဘူးတခါတလေကြလို့ရှိရင်စားလို့မလောက်ဘူးအဲ့လိုမျိုးညင်းညူမိတတ်တယ်အလုတ်ကတားလုံနေရတယ်ဟိုပါလေတခါတလေဟိုအခက်ခဲကြုံတဲ့ခါမှာညင်းညူမိတာတော့အမှန်ပဲဆရာရဲမင်းတို့လည်းအသွေးအသားနဲ့တိဆောက်ထားတဲ့သူတွေဒါကြောင့်တခါတလေအားနေမိတတ်တယ်အေလီယာလိုမျိုးတော့အလောက်ထိဟိုယုံကြည်ခြင်းမကြီးတဲ့အတွက်တကယ်တကယ်အဲ့လိုမျိုးဖြစ်မိတတ်တယ်ကျွန်တော်တို့လည်း ယုံကြည်သူညီကိုမောင်မတွေလည်းအဲ့လိုအာနေမိမယ်လို့ထင်တယ်။ဒါပေမဲ့ဒီမုတ်ဆုံးမအကြောင်းကိုစဉ်းစားလိုက်တဲ့အခါမှာကျွန်တော်တို့ကိုကိုကိုရှက်မိတယ်။ကျွန်တော်ဆရာရေးမင်းဆိုရင်ဒီမုတ်ဆုံးမအကြောင်းကိုဖတ်လိုက်တိုင်းဖတ်လိုက်တိုင်းကိုကိုကိုတအားရှက်မိတယ်။ငါဘယ်လောက်စင်းရဲလို့လဲဒီမုတ်ဆုံးမလောက်စင်းရဲလား။ကျွန်တော်မေးချင်တယ်ညီကိုမောင်မတွေဒီမုတ်ဆိုးမလောက်တင်စင်းရဲလားကျွန်တော်တို့ပြောတယ်တအားစင်းရဲတယ်တအားစင်းရဲတယ်တင်ဒီမုတ်ဆိုးမလောက်စင်းရဲလား တင့်မှာနောက်ဆုံးကုံကုံပြောမယ်။တားဆင်းရတယ်ဆိုရင်တော့မတင့်မှာတနက်စာနနက်စာတော့ရှိမယ်နော်။သုံးဖို့ပတ်စံလေးတော့ရှိမယ်နော်။ဒီမုတ်ဆိုးမမှာဘာမှမရှိဘူး။ဘာပဲကြံလဲဆိုရင်တနက်စာမှာတော့မှအားလုံးဝဝလေးလေးစားရဖို့တနက်စာမရှိဘူး။လက်မှာတဆုပ်လက်တဆုပ်စာပဲရှိတာ။ Okay ။လက်တဆုပ်လက်တဆုပ်ဆိုစဉ်းစားကြည့်တော့ဘလောက်ပဲလဲဆိုတလုံးစာပဲရှိတာလေ။စီတော့မှအဲ့ဒီလက်တဆုပ်မုံညံလို့တဲ့မုံမုံလုံးလို့ရတဲ့ဆက်လက်တဆုပ်စာအတွက်ပဲရှိတာ။စီလည်းနည်းနည်းလေးဆိုလို့ချင်တာကတစ်ဆက်နှစ်ဆက်လောက်ပဲရှိမယ်။ โอเคဒီလောက်ထိစင်ရတာကျွန်တော်တို့အများကြီးစင်ရတယ်ဒါပေမဲ့ဖရားလူကိုဖရားလူကိုသူရှိတဲ့လောက်နဲ့ပေးလူတယ်တအားစင်ရတဲ့ဒါပေမဲ့ယုံကြည်ခြင်းနဲ့အဲ့ဒီရှိတာလေးနဲ့ပေးလူတယ်ဒါကြောင့်ကျွန်တော်အမြဲပြောတယ်ပေးလူခြင်းကရှိမှပေးလူတာကပေးလူခြင်းစစ်စစ်မဟုတ်ဘူးမရှိချင်းတဲ့ကပေးလူမှတကက်စစ်မှန်တဲ့ပေးလူချင်းဖြစ်တယ်။ဟာလေလုယာ။ချစ်တော်ညီကိုမောင်တို့တင်နာလေလားမသိဘူးနော်။ ဆိုတော့မုတ်ဆိုးမကအီလီယာစကားအတိုင်းတော့လုတ်တယ်ဒီပါလေအာယုံကြည်ခြင်းအောင်မြင်သွားတဲ့ခါမှာယုံကြည်ခြင်းရဲ့အာဒီပါလေစစ်စစ်ချင်းပြောရမှာပေါ့နော်ယုံကြည်ခြင်းစစ်စစ်ချင်းကိုအောင်မြင်သွားပြီးတော့မှအီလီယာပြောတဲ့အတိုင်းဖျားစကားကိုယုံကြည်ပြီးတော့မှအီလီယာအတွက်အဲ့ဒီမုံညက်ကိုတော့လုတ်ပြီးတော့မှအီလီယာကိုကျွေးလိုက်တယ်အီလီယာကိုကျွေးလိုက်တဲ့ခါမှာဘာဖြစ်လာမလဲဘာဖြစ်လာမလဲကျွန်တော်ကြည့်အောင်ရင်သားခုန်တယ်နော်ဟုတ်တယ်နော်အခုနောက်ဖတ်သွားတဲ့ကျင်းချက်ထဲမှာဘယ်လိုပြောလဲကြည့်လား ခုနကျင်းဖတ်သွားတဲ့ကျင်းချက်ထဲမှာမုတ်ဆိုးမသည်တွား၍အေလီယာစကားအတိုင်းပြုသဖြင့်အေလီယာနေတကွာကိုယ်တိုင်မှစ၍အင်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ဟာလေလုယာအင်တန်ကာလပတ်လုံးဆိုတာဘယ်လောက်ကြာလဲတိလာရှိနောက်ကျန်ဖက်မယ်ဆိုရင်ကျွန်တော်နားလေရတာကမိုးမရွာမီမိုးမရွာတရွေ့စားရတာအဲ့ဒီအစာခေါင်းပါရကာလတလျှောက်လုံးစားရတာဟိုဘာလဲ 3နှစ်နဲ့6လလောက်ရှိမယ်လို့ခန့်မှန်းလို့ရတယ်။ဘာကြောင့်လဲဆိုတော့မိုးမရွာတာ3နှစ်နဲ့6လလေ။ဆိုတော့အငယ်16မှာဘလို့ပြောလဲဆိုထာဝရဘုရားဒီအေလီယာအားဖြင့်မိန့်တော်မူသောစကားအတိုင်းအိုးနိုင်ရှိတော်မှုံညက်မကုံဘူးနိုင်ရှိတော်စီမရော့ထတ်တကဖတ်မယ်နော်ဒါဒီကနေ့ပြောတဲ့အဓိက main စကားလုံးတစ်ခုပဲအိုးနိုင်ရှိတော်မှုံညက်မကုံဘူးနိုင်ရှိတော်စီမရော့ဟာလေလုယာဒါ အပ်အိုးပွေတကိုးဖြစ်ပါတယ်။တနည်းအားဖြင့်မုတ်ဆိုးမကလေလက်တဆုပ်စာအိုးထဲမှာရှိတဲ့လက်တဆုပ်စာပဲရှိတဲ့မုံညာကယူလိုက်တိုင်းယူလိုက်တိုင်းယူလို့မကုန်ဘူးဖြစ်နေတယ်။ဟာလေလုယာဟာလေလုယာဒါဒန္တာကြီးပုံပြင်စကားမဟုတ်ဘူးတော့ဖယားသခင်ရဲ့တကိုးတော်တက်ရောက်လာတာ။ဘူးမှာအိုးမှာရှိတဲ့မုံညာတဆုပ်ပဲရှိတယ်။ကြည်လိုက်တော့တဆုပ်ပဲဟုတ်တယ်။ကြည်လိုက်တော့တဆုပ်ပဲ။ဒါပေမဲ့ယူလိုက်တိုင်းယူလိုက်တိုင်းမကုန်ဘူးမကုန်ဘူး။ဟာလေလုယာ။ ဘူးမှာရှိတဲ့စီလဲဒီတိုင်းပဲနည်းနည်းပဲရှိတယ်မျက်စိနဲ့ကြည့်နည်းနည်းပဲရှိတယ်ဒါပေမဲ့တုံလိုက်တိုင်းတုံလိုက်တိုင်းတုံလို့မကုံဘူးဖြစ်နေတယ်အဲ့ဒီစီကအဩစရာပဲအဩစရာပဲဒါဖယားသခင်ရဲ့ဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာဘု து ့ပေးတဲ့ကောင်းကြီးမင်္ဂလာလေဖယားလူကိုမရှိမဲ့ရှိမဲ့ထဲကနောက်ဆုံးနောက်ဆုံးမရှိမဲ့ရှိမဲ့ထဲကနေပါဖြစ်လေပေးလူလိုက်တဲ့မုတ်ဆိုးမမိသားစုအတွက်ဖယားရဲ့တုံ့ပြန်တဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်ဟာလေလုယား ဒီကနေ့ကျွန်တော်တက်တာကိုကြည့်အောင်ဖရားလူကိုကျွန်တော်ဘလောက်ပေးလူနေလဲကောင်းကြီးလူချင်းလားကျွန်တော်မေးမယ်နော်တင်ကောင်းကြီးလူချင်းလားကောင်းကြီးလူချင်းဖရားလူတွေကိုပြုစုပါဖရားလူတွေကိုပေးလူပါဖရားလူတွေကိုကူညီပါဖရားလူဆိုတာဘာလို့လဲဖရားလူဆိုတာဒီကနေ့အမှုတော်ဆောင်ပြောတာအမှုတော်ဆောင်လေးအများကြီးရှိတယ်ဒါပေမဲ့ဖရားလူစစ်မှန်တဲ့ဖရားလူနဲ့ဖရားလူဟန်ဆောင်ကောင်းတဲ့ဖရားလူဆိုမှရှိတယ်ဒီကနေ့တမဟောင်းချင်းမှလည်းရှိတယ်လေဟုတ်တယ်နော်ဒီကနေ့မှလည်းမရှိဘူးလား ဟန်ဆောင်ကောင်းတဲ့အမှုတော်ဆောင်ပတ်စံမဲ့တဲ့အမှုတော်ဆောင်โอเคဟိုဘာလဲအာဖရားအမှုတော်ကိုကောင်းကောင်းမဆောင်ဘဲနဲ့နာမည်ပြက်တဲ့အမှုတော်ဆောင်မရှိဘူးလားရှိတယ်ရှိတယ်။ဒါဆိုရင်ကျွန်တော်တို့ဘယ်သူတွေကိုပေးလို့ရမလဲစစ်မှန်တဲ့အမှုတော်ဆောင်ကိုပေးလို့ပါโอเคထပ်တစ်ခါပြောမယ်နော်စစ်မှန်တဲ့အမှုတော်ဆောင်ဟုတ်မဟုတ်ဆိုတာဆရာရဲမင်းကဘသူဘသူစစ်မှန်တဲ့သူလို့မတတ်မှတ်ဘူးတင်လို့ကိုယ်နိုင်ဖရာသခင်ပေးတဲ့ဉာဏ်ပညာနဲ့ခွဲခြားပါ။ဘာကြောင့်လဲဆိုတော့အတီးရဲ့အတီးကိုကြည့်ပြီးမှအပင်ရဲ့သဘောကို ိတယ်လို့ကျမ်းစာကပြောတယ်လေဆိုလိုချင်တာကပါလေအမှုတော်ဆောင်တယောက်က စစ်မှန်တဲ့အမှုတော်ဆောင်ဟုတ်မဟုတ်ဖရားရဲ့လူဟုတ်မဟုတ်ဆိုတာသူ့ရဲ့အနေထိုင်အပြောဆိုသူ့ရဲ့ဟိုဘီကြော်လာခဲ့တဲ့အတ္တကိုကြည်မီပါတဲ့ဆုံးဖြတ်လို့ရတယ်တဲ့အနည်းနဲ့ချင်းโอเคနော်ဒီလူကတမိုင်းကောင်းခဲ့သလားဒီလူကနာမည်ဆိုးရှိနေသလားဒီလူကတကယ်ပဲသူများရဲ့ယုံကြည်သူညီကိုမောင်မားရဲ့ဗဇက်ထဲမှာတကယ်ပဲကောင်းတဲ့ဆရာတယောက်လားကြည်ကြည်ပါစုံစမ်းပါစစ်ဆေးပါ သူခေါ်တဲ့တရားသည်တနာရီနားထောင်ပါတကယ်ပဲတစ္ဆာရှိရှိအမှုတော်ဆောင်နေတဲ့သူတယောက်လားဟုတ်မဟုတ်ဆိုတာဖျားပြီးတဲ့ဉာဏ်ပညာနဲ့ပိုင်းဖြတ်ပါအဲ့ဒီဖျားပြီးတဲ့ဉာဏ်ပညာနဲ့ပိုင်းဖြတ်ပြီးပြီဆိုလို့ရှိရင်သင်အဲ့ဒီစစ်မှန်တဲ့အမှုတော်ဆောင်တွေကိုရွေးချယ်ပြီးတော့မှကိုညီပါ ပါဝင်ပါ မျိုးစစ်အနေနဲ့ပါဝင်လို့ရတဲ့သင်ရဲ့ငွေကဒါကြောင့်ကျွန်တော်တို့ပြောတယ်မျိုးစေးအမှန်ကနှုတ်ကပတ်တော်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီငွေကအိမ်ဝင်ကလေးမှအသုံးပြုလာတဲ့အခါမှာမျိုးစေးဖြစ်လာတယ်ဒါကြောင့်တင်ပေးလို့လိုက်ခြင်းက မုတ်ဆိုးမကိုကြည်ပါမုတ်ဆိုးမပေးလူလိုက်ခြင်းဟာဘာကိုပြန်ရလဲဆိုတော့၃နှစ်၆လတိုင်အောင်စားဖို့တောက်ဖို့လုံးဝပူဆွေးကြမလို့တော့အေးအေးစစ်နေတိုင်းယူစားရုံပဲထည့်စားရုံပဲဟိုဘာလဲအာဒီဘာလဲအစာရေစာခေါင်းပါတဲ့ကာလ၃နှစ်နဲ့၆လအေးစစ်ထိုင်စားရုံပဲဟာလေလုယာဒါကဖယားလူကိုပေးလူလိုက်တဲ့အကျိုးဖြစ်တယ်အကျိုး ကောင်းကြီးမင်္ဂလာဖြစ်တယ်ဒီကနေ့အေလိယကိုကိုွေတဲ့ဖခင်ကတင်ကိုကိုွေတဲ့ဖခင်ဟုတ်တယ်မလားဟုတ်ပါတယ်ဒီကနေ့မဟုတ်ဆိုးမကိုကိုွေတဲ့ဖခင်ကတင်ဖခင်မဟုတ်ဘူးလားဟုတ်ပါတယ်အေလိယားရဖခင်ကကျွန်တော်တို့ရဲ့ဖခင်ပဲမဟုတ်ဆိုးမကိုးကွယ်တဲ့ဖခင်လည်းကျွန်တော်တို့ဖခင်ပဲအခုကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းစာသာဝရဖခင်အဲ့ဒါကျွန်တော်တို့ဒီကနေ့ကိုးကွယ်တဲ့ဖခင်လေဟာလေလုယာ ဲ့ဒီဖခင်ကလည်းဒီကနေ့ကျွန်တော်တို့ကိုအခွင့်အရေးပေးနေတယ်တခါတလေအမှုတော်ဆောင်တွေခက်ခဲတဲ့အခါမှာတခါတလေအမှုတော်ဆောင်တွေတင်းတို့စီကိုရောက်လာတဲ့အခါမှာတခါတလေအမှုတော်ဆောင်တွေအတွက်ကျွန်တော်တို့ပါဝင်တဲ့အခါမှာပေးလူတဲ့အခါမှာဖခင်သခင်ကတင့်ကိုပါဖြစ်လေစာတဲ့တဘောကောင်းကြည့်ပေးမယ်ကျွန်တော်ပြောမယ်မဟုတ်ဆိုးမပေးလူလိုက်တာဘလောက်ပဲရှိလဲလက်တဆုပ်စာမုံညံနဲ့စီအနှင်းငယ်ပဲပေးလူလိုက်တာဘာတန်ဖိုးရှိမလဲဘာတန်ဖိုးမှမရှိဘူးဒါပေမဲ့သူ့တဘောအလုံးအတွက်အဲ့လောက်ပဲရှိတာသူအဲ့လောက်ပဲကြံတာသူ့အတွက်အဲ့လောက်ပဲကြံတာ သူအဲ့လိုပေးလူလိုက်ခြင်းအားတကယ်ကြီးမားတဲ့ယုံကြည်ခြင်းရှိရတယ်။ဘာကြောင့်လဲသူရှိလို့ပေးလူတာမဟုတ်ဘူးလေ။မရှိတဲ့ခြေကနေပေးလူတာ မရှိတာတော့မှနည်းနည်းနော်နော်မဟုတ်ဘူးနော်။လုံးဝလုံးဝလုံးဝကိုမရှိတဲ့ခြေကခြေကနေပေးလူတာဒီကနေ့ကျွန်တော်ယုံကြည်သူတွေရှိမှပေးလူတယ်ဆိုလို့ရှိရင်စစ်မှန်တဲ့ပေးလူခြင်းမပေါ်လွင်ပါဘူး။မရှိတဲ့ခြေကနေပေးလူခြင်းတဲ့စိတ် 边边你来看嘛，哎呀，新买的百路清喂，哎，你百路清我不晓得看啊，大堆么标的，把这样来检查的嘛，一路标下来嘞，不晓得看啊，哎你我把嘞没洗的台家的百路清啊，拥挤清啊，百路清啊，哎么单，哎么单，哎么单嘛，高级下的百路清都没有吃的，说叫就拿来啊，OK 喏，大家哦，你个你你讲抽嘛表扬咯，你讲抽钱嘞，因你标多嘞，高升啊，他如果个百路清就把你这个标多的，检查的嘛，检查说。 တစ်ခုပြီးတစ်ခုအာပေါ်ထုတ်ပြီးတော့မှအလင်းပေးနေတာဖြစ်တယ်ဆိုတော့ဒီကနေ့ပေါ်ထုတ်လေးလာခွန်အားယူအလင်းယူသွားတာကအေလီယာနဲ့မုတ်ဆိုးမအကြောင်းဖြစ်တယ်မုတ်ဆိုးမရဲ့ဖျားလူကိုโอเคဖျားစစ်မှန်တဲ့ဖျားလူနော်ဟန်ဆောင်တဲ့ဖျားလူမဟုတ်ဘူးစစ်မှန်တဲ့ဖျားလူကိုသူမရှိတဲ့ထဲကနေပေးလူလိုက်ခြင်းအဖြစ်ကြီးမားတဲ့အကျိုးကိုရသွားတယ်ဆိုတာကျွန်တော်လေ့လာရတယ်ဒီကနေ့ဒီအခွင့်အရေးမျိုးမရှိသေးဘူးလားဒီကနေ့တိုင်အောင်ဒီအခွင့်အရေးရှိပါတယ် ်တင်မလှုပ်ပဲနေတာဖြစ်ပါတယ်လှုပ်လို့ရတယ်အခုချက်ချင်းထားလှုပ်လို့ရတယ်အမှုတော်ဆောင်တွေအများကြီးရှိတယ်တင်ရဲ့အတိထဲမှာကျွန်တော်ယုံကြည်တယ်အဲ့လိုပြောလိုက်လို့ဆရာရေးမင်းကိုပဲအကုန်လောက်ပေးလူပါလို့မပြောဘူးဆရာရေးမင်းကလည်းစစ်မှန်တဲ့အမှုတော်ဆောင်ဟုတ်မဟုတ်တင်လို့ကိုယ်တိုင်ဖျားပေးတဲ့ဉာဏ်ပညာနဲ့ဆုံးဖြတ်ပါတကယ်တင်ကိုအမှုတော်တင်ရဲ့ဝိညာဉ်ရကိုတစ္ဆာရှိရှိကျွေးမွေးနေတဲ့သူတင်ရဲ့ဝိညာဉ်အစာကိုအမြဲတမ်းတိုက်ကျွေးနေတဲ့သူအဲ့ဒီလူတွေကိုတင်ပေးလူပါပါဝင်ပါသူတို့လိုအပ်နေတဲ့ဟာရောဖြည့်ဆည်းပါ ဲ့လိုဆိုလို့ရှိရင်သင်အကျိုးကိုရမယ်သူ့ကိုတနာလို့ပေးတာမဟုတ်ဘူးမုတ်ဆိုးမကအေလီယာကိုတနာလို့ပေးတာလားမဟုတ်ဘူးလေမုတ်ဆိုးမကပေးလိုချင်တဲ့စိတ်နဲ့ပေးလိုက်တာအေလီယာကိုတနာလို့ပေးတာမဟုတ်ဘူးဖခင်ရဲ့စကားတော်ကိုသူနာခံပြီးမှယုံကြည်ယုံကြည်ခြင်းဘာဖြစ်လဲစစ်ဆေးခြင်းကိုအောင်မြင်သွားတာဆိုတော့ဒီကနေ့အမှုတော်ဆောင်တွေကိုတနာ ਈ မှမပေးလိုပါနဲ့ဖခင်မျက်နာကိုကြည်မှသာဖခင်လိုပဲငါ ကောင်းကြီးယူအောင်မယ်ဆိုတဲ့စိတ်နဲ့ပေးလို့ပါဖက်တကပြောမယ်နော်ဒါဒီစစ်မှန်တဲ့ဖျားလူပဲဒါကြောင့်ငါဒီအခွင့်အရေးကိုဆုံးရှုံးလို့မရဘူးငါဒီအခွင့်အရေးကိုလက်လွတ်အဆုတ်ခံရမယ်ငါကောင်းကြီးယူရမယ်ဆိုမှသူတို့စီမှာပါဖြစ်လေပေးလို့ရမယ်ကောင်းကြီးယူရမယ်အဲ့ဒါမှကောင်းကြီးရမှာပေါ့ဟာလေလုယာနားလေပါစေတန်ရှင်တော်ဝိညာဉ်တော်တင့်ကိုအလင်းပေးပါစေဟုတ်ပြီဒီကနေ့ဒီမှာပဲရက်နာခွင့်ပြုပါနော်ဒီကနေ့ပြောသွားတာကကျွန်တော်တို့ဖျားလူကိုပေးလို့ချင်းအကျိုး မဟုတ်ဆိုမှဘုရားလူဖြစ်တဲ့အေလိယကိုပေးလူလိုက်တဲ့အကျိုးက3နှစ်6လစားเสียတောက်เสียပူပေးရှာမလို့ပဲကျွဲဝဆိုဝလင်ဆိုစားခဲ့ရတယ်ဒီကနေ့တင့်ရဲ့အသက်တာမှလည်းအဲ့ဒီကောင်းကြီးတက်ရောက်လာနိုင်တယ်တင်ပေးလူဖို့ပဲလူတယ်ဆိုတဲ့အကြောင်းကိုပြောကြရင်လည်းဏီကုံချုပ်လိုက်ပါတယ်နားဆင်သွားတဲ့သူရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေတော့အာမင်